ဟယ်လိုမင်္ဂလာပါရှင်စကြမယ်နော်ထုံးစံတိုင်း control a နောက်ပြီးလို့ရှင်ဒီမှာပြည်တော်စုရဲ့ဒီမှာက63ရဲ့ပြောင်းမယ်နော်နောက်ပြီးရင်ဒီထည့်ရအတိုင်းပဲပြညာရေးလုပ်မယ်အချင်းချင်း ေးလုံးနဲ့အချင်းချုပ်ဆက်လက်ပြီးမယ်အကုန်လုံးကိုနောက်ပြီးလို့ရှိရင်ဒီကြည့်အတိုင်းပဲအနီအောင်အနီအောင်ကျတော့ထင်တာမြင်တာရှိရတယ်နော်ရပြီနောက်ပြီးရင်ဘို ideally enter နောက်ပြီးရွှေ့နော်โอเคဒီ အာ effect တွေကိုဖြောက်ချင်တဲ့တစ္ဆက်တွေကဒီမှာနော်အဲ့မှာပြန်ပြီးတော့တတိထားမှာကဒီမှာပြည်တော်စုနောက်ပြီးလို့ရှိရင် site set တော့ okay ဒီမှာပါရှိတယ်ဆိုလို့ရှိရင် emoji ခေါ်မယ်နော် emoji ခေါ်ချင်လို့ရှိရင်ငါရောက်တော့အာ window ရဲ့နောက်ပြီးလို့ရှိရင် greater than ရခေါ်မယ်နော်အင်္ဂလိပ်စာ font အခြေအနေမှာမခေါ်လို့ရပါတော့မြန်မာ cell phone ဆိုရင်ရရပြီဒီမှာက1ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ1 Okay ဒီ phone လေးကိုဆိုလို့ရှိရင်နည်းနည်းကြီးမယ်ဘာလို့လဲဆိုလို့ရှိရင် အောက်ကစာလုံးလေးနဲ့အာဆိုလို့ရှိရင်တပြေးတည်းဆိုလို့ရှိရင်အဆင်မပြေဘူးเนาะအားကြောင့်မလို့ control ရဲ့တွန်ခွင်းရဲ့ကိုယူမယ် size 16လောက်မယ်နောက်ပြီးလို့ရှိရင်ဒီမှာသူ့ကိုကရောက်တော့တိတိလေးဖြစ်နေမှာဆိုလို့သူ့ကိုဆိုလို့ရှိရင် size က ကြီးပြီပဲပေါ့နော်26လောက်ထားမယ်နော်โอเคပြီနောက်ထပ်တစ်ခုသွားမယ်ဘလောက်ကန်ချက်လက်များလောက်ကန်ချက်လက်များဆိုလို့ရှိရင်သူ့နည်းနည်းလေးခြားပြီးမယ်နော်ရင်ကက်ကက်နေလို့ရှိရင်ကြီးမလားဒီမှာဆိုရပြီဒီစာ စာရိုက်မဲ့အတုံးကြီးရွေးပြီးဆိုလို့ရှိရင် keyboard မှာရှိရင် control ရဲ့ tab ပြင်နေလိုက်မယ်နည်းနည်းလေးပဲယူရတယ်နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ရတော့ဒီမှာရှိနေတဲ့ဒီစာနဲ့တန်းတန်းကိုသူရွေ့သွားတာမဟုတ်လို့နော်။ Okay ဒါဆိုလို့ရှိရင်နောက်ထပ်ကရောက်တော့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီမှာကြည့်စာရိုက်မယ်ဆိုအကြီးဖြစ်သွားတယ်နော်အဲ့ဒါဆိုလို့ရှိရင်အဆင်မပြေဘူးဒါဆိုလို့ရှိရင်စာ site ကိုပြန်သေးမယ် control ရဲ့တွန့်ခွင်းရနေပဲပြန်သေးလိုက်မယ်ပုံမှန်တိုင်း site ဆက်သုံးရပြီဘလောက်အချက်အလက်များ အလောအချက်အလက်များအချက်အလက်များ okay တခုရပါပြီနောက်ထပ်သွားမှာကရောက်တော့ဒီမှာရှိတဲ့ဘူးလက်တွေသွားမယ်ဘူးလက်တွေကဒီမှာရှိတယ်နော် okay ဒါဆိုလို့ရှိရင်ဒီဘူးလက်ကိုရိုက်ပြီအဲ့မှာဆိုလို့ရှိရင် အခုဒီနေရာမှာကတော့သူကကွက်တိဝင်နေတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကရောက်တော့ဒီမှာသူချိန်ထားတာနေကွက်တိဝင်သွားတယ်ပေါ့နော်။အကယ်၍ကိုကဘူးလက်ကိုနေရာရွှေ့ခြင်းနေဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်။ဒီကနေကန်ပြီးရွှေ့လို့လည်းရတယ်။ဒါဆိုလို့ရှိရင်တော့စာအိမ်တစ်ခုလုံးကိုသူရွှေ့သွားမှာပေါ့နော်။ဒီမှာဒီ၄000 4000လေးရဲ့အပေါ် trigger လေးရဲ့ပေါ့နော်။အဲ့ဒါရှိနေတာရှိတယ်။ အဲ့ဒီမှာမတို့ကဘာလုပ်မလဲဆိုရင်ဒီဒီဒီတောင်လေးမှာဖိပြီးရအောင်ဆွဲမယ်နော်အဲ့လိုမဟုတ်ဘူးဆိုလို့ဒါဆိုလို့ရှင်ရွေးသွားပြီနော်ဒီလိုမျိုးဖိပြီးရဆွဲမယ်โอเคဒါဆိုလို့ရှင်နောက်ထပ်တစ်ခုသွားမှာဘာပါလဲဆိုတော့ဟောဒီမှာဒီဟာကဒီဒီဘူးလက်ကဒီတင့်နေဆိုလို့ရှင်တန်းတန်းလေးဖိရမယ်နော်အဲ့ဒါဆိုပြန်ရွှေ့မယ်တင်နေတန်းတန်းဒါဆိုလို့ရှင်ရပြီနော် ါလေးကတော့ဒီဘက်ကိုနည်းနည်းရွှေ့ပြန်။ပါလို့လေဆိုလို့ရှိရင်ဒါတန်းတန်းဖြစ်အောင်ဒီမှာနောက်တစ်တခါလူပုံလေးကိုသွားမယ်။ဒီမှာရှိတယ်နော်လူပုံလေး။အဲ့တော့ဒီလူပုံလေးကိုသွားမယ်ဆိုရင်အမြန်မာစာဖောင့်ဖြစ်နေလို့အဲ့ဒီအဆက်ပေါ်တာเนาะအမြန်မာစာဖောင့်ပေါ်ပဲအင်္ဂလိပ်စာဖောင့်ဖြစ်အောင်လုပ်မယ်။လုပ်ပြီးလို့ရှင်ပြောင်းပြီးရင် window ရဲ့နောက်ပြီး printer တန်းရင်ကိုနှိပ်မယ်။ ။နောက်ပြီးရင်ဒီမှာ emoji ကိုနှိပ်မယ်။ဒီမှာလူပုံလေးဖြစ်တဲ့အတွက်ကြောင့်လူပုံကိုယူမယ်။ပြီးသွားရင်ဒါနှိပ်မယ်။ဒါဆိုလို့ရှိရင်ရပြီနော်။ဒါဆိုလို့ရှိရင်ဒီရဲ့ဟာရင်ဒီလိုပဲဖြစ်သွားရင်နော်ဒီမှာ ဒီအလုံးနဲ့ဒီလူပုံတွေကတန်တန်ပေါ့เนาะတန်တန်နဲ့အဲ့မှာဆိုလို့ရှိရင်နောက်ထပ်ဘယ်လိုသွားမလဲဆိုလို့ရှိရင်ဒီလူပုံတွေကဒီစာနဲ့ကဆိုလို့ရှိရင်ကက်ရဲ့ကြီးမြူနဲ့ဘာလို့လဲဆိုရင်ပုံတွေကရတော့ဟိုတချို့ပုံတွေကျတော့နည်းနည်းကြီးတယ်တချို့ပုံတွေကျတော့သေးတယ်အဲ့လိုအကြီးသေးရဲ့ size ကိုတခါတယ် adjust လုပ်ခြင်းလို့ဒီမှာသွားပြီးတော့နည်းနည်းလေးခြားပြီးထားမယ် ဒါလောက်ဆိုရင်ရပြီဒီ star site လေးအတွက်နေရာချပြီးပြီဆိုလို့ရှိရင် control ရဲ့တက်ပြေကိုနှိပ်မယ်ကီးပုတ်မှာရှိတယ်ကြီးလို့ရှိရင်အမြီပေါ့နော်အမြီ okay ရပြီနောက်တစ်ခုကရောက်တော့ဒီအမြီရာလူဌာနဖုံးပေါ့နော်ဒီလိုဟာရိုးကတခါလဲကိုကကာမိအောင်လို့ဒီစာကိုဘာတခါလဲကိုကဘာလုပ်မလဲဆိုလို့ရှိရင်အာညှိထားမယ်ပေါ့နော်ကိုကဝေးလေးချထားလိုက်မယ် ဒါလောက်ဆိုရင်ရပြီဒီစာဆိုင်ကိုမှတ်ပြီးပြီဆိုလို့ရှိရင်ကျတော့ဘာလုပ်မလဲဆိုလို့ရှိရင်အာကီးဘုတ်မှာရှိတဲ့ control ရဲ့တက်ပြေနေမယ်အဲဆိုရင်ရပြီနော်နောက်ပြီးလို့ရှိရင်ဒါရတော့ဒီ dot 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 လေးပေါ့နော်အဲ့ဒါကတော့ဒီမှာသုံးထားတာက shift ရဲ့အပေါ်ကအနှုတ်လက္ခဏာပုံစံလေးရပေါ့နော်အဲ့ဒါလေးနဲ့သုံးထားပါတယ်ဒါဆိုလို့ရှိရင်ရပြီ okay ဒါဆိုလို့ရှိရင် format တစ်ခုချပြီးသားဖြစ်သွားတယ်ပေါ့နော် ကျန်တဲ့ဟာကြီးကအလုံးဒီတိုင်း like ဖြစ်ပဲပေါ့နော် သတိထားမှာကဒီ emoji လေးတွေယူမယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာပေါင်းလည်းဖြစ်နေရမယ်အဲ့ဒီအတွက်ကြောင့်မလို့ပြင်ပြင်ပြီးပြင်ပြီးနေရမယ်เนาะဟုတ်ပြီ okay ဒီ back တွေဒါလေးတွေကရတော့ဒီမှာတို့ကလောက်ပြီးသားမလို့ဒီမှာဆင်းနေရှိနေတာပေါ့เนาะအဲ့လိုမဟုတ်ဘူးဆိုရင်လည်းဒီမှာเนาะအဲ့မှာဒါကိုကကိုရှာလို့ရတယ်เนาะဒီထဲမှာရှိနောက်ပြီးရင်ဒီဥစ္စာလေးတက် tab click tab play တွေကိုလိုက်ပြီးရွှေ့ကြမလို့တော့ဘူးเนาะကိုက control tab ကိုနှိမ့်လိုက်ရင်သူ့အလိုလိုနေညီသွားလိမ့်မယ်ဒီမှာကြည့်เนาะပြန်ပြီးအဆလို့ရှင်ရတို့ရတို့နောက်ပြီး control ရဲ့ tab view ကိုပဲနှိမ့်ပြီးလို့ရှင် shift ရဲ့အနုလက္ခဏာလေးရဲ့ကိုနှိမ့်မယ် okay ဒါဆိုညီသွားပြီးနောက်တစ်ချောင်းသွားမယ်အဲ့မှာဌာနအတွက်လုပ်မယ်ဆိုလို့ရှင် window ရဲ့ နောက်ပြီးလို့ရှိရင် greater than ရေယူမယ်ယူပြီးလို့ရှိရင်ဌာနကဒီ type အိမ်ပုံလေးယူမယ်ပြီးလို့ရှိရင် control ရဲ့တက်ပြေနှိမ့်မယ်နောက်ပြီးလို့ရှိရင်ဌာနပေါ့နော်ဌာနပြီးလို့ရှိရင် control ရဲ့တက်ပြေသွားမယ်သူကဘာလို့ထပ်ပြီးတော့မငြိရတာလဲဆိုတော့အပေါ်မှာယူထားခဲ့ပြီမလို့သူက format ဖြစ်နေပြီမလို့နော်သွားမယ်အဲဆိုရင် shift ရဲ့အနုလက္ခဏာလေးနှိမ့်မယ်နောက်ထပ်တစ်ခုပဲရတော့ phone ပေါ့နော် ဖုန်းမှာဆိုလို့ရှိရင်လည်းဒီမှာ window key ရဲ့ greater than ရဲ့နှိပ်မယ်တယ်လီဖုန်းပုံကြီးပေါ့နော်ဒီမှာရပြီနောက်ပြီး control ရဲ့ tab ပြေနောက်ပြီးမြန်မာလိုပြောင်းမယ်ဖုန်းပြီး control ရဲ့ tab ပြေနှိပ်မယ်နောက်ပြီးလို့ရှိရင် shift ရဲ့အနုလက္ခဏာလေးရဲ့နှိပ်မယ်တရန်ဒါဆိုလို့ရှိရင်တခုပြီးသွားပြီနော်အခုသွားမယ် okay ပြီဒါဆိုလို့ရှိရင်ကြည့်မယ်ဒီမှာဆိုလို့ရှိရင်သူကရောက်တော့ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ဒါကိုဖြတ်ချင်လို့ရှိရင် best page နဲ့ဖြတ် ်စပင်းနဲ့ချက်တဲ့အခါမှာဒီနေရာရောက်တဲ့အထိဖြစ်နော်အဲ့ဒါမှသူကဒီသူ့ရဲ့ဒီ format တွေကိုပြုတ်သွားမှာမဟုတ်တော့နော်ဒီနေရာမှာနောက်ထပ်တစ်ခုသွားတော့မယ်နောက်ထပ်တစ်ခုကရောက်တော့နှစ်ပေါ့နော်အဲ့မှာအဲ့တော့နှစ်မှာဆိုလို့ရှိရင်ဒီမှာ emoji ကိုသွားမယ်နှစ်ကဒီမှာလုတ်ပြီးတာရှိတယ်တကယ်ပဲတစ်နေနှစ်တွေကိုမလုတ်တတ်ဘူးဆိုလို့ရှင်ဒီမှာတစ်ဓမ္မမလို့ရှင်နှစ်အဲ့လိုရိုက်ရှာတယ်เนาะဒီမှာနှစ်ရှိတယ်အဲ့လိုမျိုးเนาะ ကြပြီမနောက်ခုဖြစ်သွားတယ်သူ့ကို site ချက်မယ်ဆိုရင် control ရေတွန့်ခွင်းရေနေမယ်26ထိသွားမယ်เนาะတူအဒီမှာ okay ဒါလောက်ပြီးပြီဆိုလို့ရှိရင်ဒီအလုံးနဲ့ဒီအလုံးနဲ့ကရောက်တော့တန်းနဲ့လောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာစာညိမယ်အလားပေါ့နော်ဒါဆိုရင် control ရဲ့တက်ပြင်းနေလိုက်မြဲဒါဆိုနည်းနည်းလေးပဲယူရသွားတယ်နော်ဘာလို့လဲဆိုတော့အပေါ်မှာစာအိမ်ပြီးခေစာ CD စာရဲ့တက်ပြီးပြီးခေတဲ့အတွက်ကြောင့်မလို့နော် okay ။နောက်ထပ်တစ်ခုကရောက်တော့ဗာလဲဆိုရင်ဒီမှာ site ကိုကြည့်မယ်။ site ကဒီမှာဒါ26ကြီးကမှကြည့်။အဲဆိုအရန်ကြီးနေအဆင်မပြေဘူး။အဆင်မပြေဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်စာ site သေးလိုက်မယ်နော်။ဒီမှာ26ဖြစ်နေတဲ့အတွက်ကြောင့်စာ site ပြသေးမယ်ဆိုရင် control ရဲ့ဒီမှာ keyboard မှာရှိရဲ့တွန့်ခွင်းပေါ့နော်။အဲ့ဒီတွန့်ခွင်းလေးကိုနှိပ်မယ်ဆက်သုံးဆိုရင်ရပြီနော်။ Hello ဗာလဲဆိုလို့ရှိရင်ဆောင်ရွက်ရင်အဆင်များ Hello စာတွေရေးရင်အစင်ညာ Okay တတ်တူရပြီနောက်ပြီးလို့ရှင်ကရတော့ sorry ပါနော်ဒီ territory ရဲ့ node delay တွေဝင်နေလို့နောက်ပြီးလို့ရှင်ဒီမှာ1 2 3ဒါလေးကိုယူမယ်နော်ဒီမှာ2နဲ့1လေးကကြောက်တော့ဒီမှာတစ်ဆက်သေးတယ် မဆိုတော့တက်ဆက်တဲ့တန်းတန်းဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ရပြီနောက်ထပ်တစ်ခုပဲရောက်တော့ပါလဲဆိုရင်ဒီမှာဒီ square လေးတွေယူမယ်ပေါ့နော်အဲ့မှာတစ်ခုပြောချင်တာကဘာပြောချင်တာလဲဆိုလို့ရှိရင်ဒီမှာဒီ1 2 3ဒီ bullet လေးကိုယူလိုက်တဲ့အတွက်ကြောင့်ပေါ့ဒီ bullet လေးကဆိုလို့ရှိရင်တခါလေးမှာဆိုလို့ရှိရင်စာရဲများတဲ့ခါမှာဆိုလို့ရှိရင်ဒီနေရာလေးကိုတော့မပေးကျင်ဘူးပေါ့နော်ဒီလိုမျိုးလေးကတ်ချင်နေဆိုရင်ဒီမှာကြည့်ဒီရဲ့ဟာဒီယူဒီလိုမျိုးလေးဒါဆိုလို့ရှိရင်သူ့ရဲ့ကာဆာကကတ်သွားလိမ့်မယ် ဒါဆိုလို့ရှိရင်ခွဲတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီဒီဒီကစားဒီမှာကတ်သွားပြီနော်အဲဒီမှာဒီလိုမျိုးပေါ့နော်တန်းတန်းဖြစ်သွားပြီဒါကြောင့်မလို့ဘူလက်ရဲ့ဒီကစားကိုညှိချင်ရင်ဒီမှာဒီကနေမှုပြီးတော့ညှိရတယ်နော်အဲ့လိုမှမဟုတ်ဘူးဒီဘူလက်လေးကိုဆိုလို့ရှိရင်ဒီနားမှာမလာချင်ဘူးဒီအလေလောက်ဆိုလို့ရှိရင်လေဒီကအဲ့ဒါဆိုရင်ဘယ်လိုရွှေ့မလဲဆိုရင်ဒီမှာပြမယ်ဒီမှာတပိကံလေးရှိတယ်၄တောင်လေးရှိတယ်အဲ့ဒီထဲမှာ၄တောင်လေးကိုမိအောင်ထောင်းနော် ဒီ Microsoft Word မှာကကတိကတ်သက်လေးဖြစ်တာအဲ့နေရာလေးနော်ဒီမှာဒီလိုမိအောင်ထောက်တော့ဒါဆိုလို့ရှိရင်ရွေ့သွားတယ်နော် Okay ဒီမှာကတော့ဒီလိုမျိုးလေးပဲဖြစ်ချင်တာနော်နောက်ပြီးလို့ရှိရင်ညာတော့ဒီရဲ့ bullet လေးကိုဆိုလို့ရှိရင် bullet ရဲ့အကွာအဝေးကဒီလောက်လောက်နဲ့လိုချင်တာဆိုတော့အဲ့ဒါဆိုရင်ရပြီနော် okay square တော့ရွေးမယ် window ရဲ့ greater than ရေးနေမယ်မြန်မာစာဖောင့်ဖြစ်နေလို့အဆက်လေးပြတာနော်အဲ့မှာဒီဟာလေးကိုဖြည့်မယ် โอเคဒါဆိုလို့ရှင်ရပြီတိုင်ရိုက်เนาะအဲ့ဒီမှာနောက်တစ်တစ်ခုပြောမယ်ဆိုလို့ရှင်ရရတော့ဒီမှာဘယ်လိုဖြစ်လဲဆိုလို့ရှင်ဒီဒီဒီအညီနဲ့ပေါ့เนาะဒါလေးတွေနဲ့ဆိုလို့ရှင်နည်းနည်းလေးညီညီညီအောင်လုပ်လိုက်မယ်เนาะပြန်ပြီးဒါဆိုလို့ရှိရင် control tab နဲ့လောက်လာဒါဘလောက်မှမပြောပါတော့ဘူးဆိုရင် control tab ကိုဘာကြောင့်နှိပ်တာလဲဆိုလို့ရှိရင်သူညှိချင်လို့เนาะဒီမှာတော့နည်းနည်းလေးဝေးနေတယ်ပေါ့เนาะ ကဲအဲ့ဒါဆိုလို့ရှိရင်ဒီမှာအချက်အလက်စုဆောင်းပါအချက်အလက်စုဆောင်းအချက်အလက်စုဆောင်းပါနောက်ထပ်တစ်ခုသွားမယ်အဲ့မှာသူကတခါလေးပေါ်နေပြီးသားပေါ့နော်နောက်ထပ်ခါဝင်းချူရဲ့ဒါလေးနှိပ်မယ်ပြီးလို့ရှိရင်ရတော့ပုံစံဖြည့်ပါပုံစံဖြည့် ကြည့်ပါနောက်ထပ်တစ်ခုကဒီမှာသုံးသူကရောက်တော့တခါအာဒီဒီဒီကခေါ်ထားပြီးရင်ပေါ့နော်ဘူးလက်ခေါ်ထားပြီးရင်အန်တာရိုက်လိုက်တာနဲ့သူကသူအလိုလိုပေါ်လာတယ်နော်အတီးပြုတ်ပါ အတီးပြုပါ Okay ဒါဆိုလို့ရှိရင်တစ်ခုရပါပြီเนาะနောက်ထပ်တစ်ခုကဒီမှာဆိုလို့ရှိရင်နည်းလေးချပြခဲ့မြေသူကပါလဲဆိုလို့ရှိရင်ကြီးနေတယ်เนาะโอเคတခါဆိုရရနော်ဒီဘေးကြီးရအောင်ဘက်စပေးနဲ့တော့เนาะတရားနဲ့တန်းတန်းပြင်အောင်ဒီမှာဆိုရင်ကြည့်ဒီမှာတက်စင်เนาะနောက်ထပ်တစ်ခုကရတော့နံပါတ်3ကိုခေါ်မယ် နံပါတ်3ကိုခေါ်မယ်ဆိုတော့ဒီမှာ3ဝါဒီမှာเนาะရပြီဒီကောင်ကို26ထိထားမယ်โอเคပြီโอเคပြီဆိုလို့ရှိရင်သူ့ကိုလည်းအဲ့လိုပဲဒီမှာ control ရဲ့ tab ပြည့်အဲ့ဒီစာအိမ်လေးမှတ်ပြီးဆိုလို့ရှိရင်ဒီမှာရောက်တော့ဗာလဲဆိုရင်အဆင့်နဲ့အထက်ပိုင်းအဆင့်ညာ sorry เนาะ အာစာဆိုင်ပြန်တည်မယ်73နဲ့ရပြီအဲ့ဒါကအစင်းနဲ့အစင်းနဲ့အထက်ပိုင်းအစင်းညာ okay အဲ့မှာ solution ပါပြန်လုပ်မယ်ဆိုရင် number 1နဲ့ခေါ်မယ်နော် okay 1 အဲ့ဒီကအပေါ်တုံးနဲ့တန်းတန်းဖြစ်တယ်ဆိုတော့ဖြစ်တယ်နော်။နောက်ပြီးတော့ဒီအဲ့ဒီအဆင်နဲ့ဒီအဆင်နဲ့ရဆိုလို့ရှင်တန်းတန်းဖြစ်ရမယ်။ဒီမှာဆိုလို့ရှင်နည်းနည်းလေးပဲလွဲနေတာ။ဒါပေမဲ့လည်းအဲပြန်ပြီးတော့ယူပေးမယ်နော်။ Sorry နော်။ဟိုကဖြစ်သွားလို့ပါလေ။ Oh sorry. Control ရေး Oh again sorry ဘောနော်။1 2 3 okay 1မှာဆိုလို့ရှိရင်ဒီစာရိုက်မဲ့အဆင့်နဲ့ဒီကအဆင့်နဲ့ညီရမှာဒါပေမဲ့ဒီမှာကြီးလိုက်လို့ရှိရင်နည်းနည်းလေးပဲကွာနေတဲ့အတွက်ကြောင့်မလို့ဒီတရိဂံလေးကနေပဲထောက်ပြီးဆွဲနော်တရိဂံလေးရဲ့ကွာလောက်မိအောင်ထောက်ပေါ့နော်ဆွဆွားဟာရောက်တော့ဒီအဲဟွာပေါ့နော်ဒေးရောက်ွက်ထဲကိုသွားပြီးထောက်ပြီးဒါဆိုလို့ရှိရင်ရပြီအဆင့်1အဆင့်1 ဒီမှာဆိုလို့ရှိရင်တူးတစ်ခါဝင်သွားရင် best pin နဲ့ဖြတ်ဖြတ်ပြီးလို့ရှိရင်ဒီပုံမှာရှိတဲ့ bullet ကိုထည့်ယူမယ်အမဲရောက် bullet ဟုတ်ပြီဒီမှာကြည့်မယ် yeah, sorry တကခဏလေးစောင့်ပါနော် ပြန်ပြီနော်ဒီမှာဒီအဆင့်တက်မှာဆိုလို့ရှိရင်ဒီအားနဲ့စလိုက်နဲ့ကြားထဲမှာဒီဘူးလက်လေးရသွားမှာနော်ဒါပေမဲ့ဒီမှာစလိုက်ဘက်ကိုနည်းနည်းလေးယွန်းနေတာပါနည်းနည်းလေးပါပဲအဲ့ဒါကိုရွှေ့ကျင်နေဆိုလို့ရှိရင်ဒီလေးတောင်လေးကနေကန်ပြီးရွှေ့လိုက်တလောက်ဆိုရရပြီနော်ဒါပြီးသွားပြီဆိုလို့ရှိရင်ငါရောက်တော့အစင်တစ်ပစ္စည်းစည်ရင်းပေါ့နော်အဲ့မှာဒီမှာနည်းနည်းလေးခွာပြီနော် ဒါဆိုလို့ရှိရင် control tab ပေါ့နော်သူနဲ့ဒီမှာအဒီဒီဒီစာတိုင်းလေးတွေတက်ပလီတွေဖြောက်တာရတော့လွယ်နေเนาะဒီကနေဆွဲဆွဲပြီးဒီလူလေးအပြင်ပို့လာအဲ့ဒါဆိုရပြီเนาะရပြီအဲ့မှာပစ္စည်းစေးရင်ပစ္စည်းစေးရင်နောက်ထပ်နံပါတ်2ကရတော့ control tab တက်ပြီးမယ်ဝန်ထမ်းစေးရင် ဝန်ထမ်းစီးရင်ဟာဒီမှာသွားမယ်အဲ့ဒီဟာကိုနောက်ထပ်ဘာယူမလဲဆိုလို့ရှိရင်ဒီမှာနှစ်သူကရတော့ဘာကြောင့်ဒီမှာတစ်ပြီးလို့ရှိရင်နှစ်တန်းလာရတယ်ဆိုလို့ရှိရင်ဒီမှာကြည့် restart numbering ကိုနှိပ်လိုက်လို့ရှိရင်တစ်ပြန်ဖြစ်သွားမယ်အဲ့လိုမှမဟုတ် continue numbering ပြန်နေလာအဲ့ဒါဆိုလို့ရှိရင်နှစ်ပြန်ဖြစ်သွားမယ်နော်အဲ့မှာနောက်ထပ်တစ်ခါအဆင့်နှစ်အဆင့်နှစ် ုံးဖြစ်သွားတယ်အဲ့ဒါရရတယ် best page နဲ့ဖြက်လိုက်ဖြက်ပြီးလို့ရှိရင်ဒီထည့်ရဟာလေးယူလိုက်နော်လက်ခံစရင်အဲ့မှာကြည့်မယ်ပါကြည့်မှလည်းဆိုလို့ရှိရင်ဒီမှာ bullet အပေါ်ကအာနဲ့အောက်ကဟာနဲ့မညီဘူးဖြစ်နေနော်အဲ့ဒါပြန်ချွေးမယ်ဆိုရင်ဒီမှာဒေးတောင်တုံးလေးကနေကင်ပြီးရွှေ့ okay ဒါဆိုရင်ရပြီ control tab နဲ့လက်ခံစရင်ရပြီနော်နောက်ထပ်တစ်ခါရတော့ထုတ်စရင် control tab နဲ့ ထုတ်စေရင်ပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီမှာကြည့်မယ် okay ဒါဆိုရင်ငါရောက်တော့သုံးပုံတစ်ပုံလောက်ပြီးနေပြီနော်ရပြီဒါဆိုရင်ချက်ချင်းလေးဒီမှာဆိုလို့ရှိရင်တိပဲသွားတော့မယ်နော်အမ်ဒီမှာနည်းနည်းလေးတို့ရေထုံးစံတိုင်းစာလေးနည်းနည်းလေးကူမယ်နော် ဘာလို့လဲဆိုဇေယျအတွက်နည်းနည်းလေးကျင်းနေမှာဆိုစမယ်ဇေယျကဒီချင်းကနေ insert ထဲကနေယူမယ်တေဘယ်ထဲကနေမူပြီးတော့ဒီမှာ၃ခွက်ရှိတဲ့အတွက်ကြောင့်မလို့၃ခွက်ယူမယ်နော်၃ခွက်ယူမယ်ပြီးလို့ရှိရင်အိမ်မှာဆိုလို့ရှိရင်အာအချက်အလက်နေရာချထားရေးချက်အလက်ပြီးလို့ရှိရင်နေရာချထားရေးဒီမှာရောက်တော့ ဇရာလေးကိုတေးထားတဲ့အတွက်ကြောင့်မလို့ဒီမှာဒီမှာတေးမယ်နော်နောက်တစ်ခုကရောက်တော့ဒီမှာနမူနာပေါ့နော်ဒီခါကနမူနာဒါလေးကတမင်ကိုအောက်ချပြီးရောရိုက်ပေးထားနော်တချို့ဇရာတွေရောက်လို့ရှိရင်ကျုပ်ဆာရိုက်တဲ့ဟာတွေရောက်တော့မတူတဲ့ဟာလေးရှိတယ်။အဲ့လိုဟာလေးတွေကိုဟိုရိုက်တဲ့စီချင်းလို့မတူတဲ့ပုံစံလေးနဲ့ရိုက်နေတာနော်။ဒီမှာမှတ်ချက်ရှိမယ်။ရပြီ။နောက်ထပ်ဇာတ်ကွက်သွားခြင်းရင်အ ဒီဘေးနားမှာပဲကာဆာချကာဆာချပြီးတော့ဖန်တာခောက်လိုက်ရရတယ်နော်ဒီမှာကအမီနောက်တစ်ခါပုံမြင်လေးပေါ့နော်ပြန်တယ်ဒီမှာမှတ်ချက်မှာတော့ဘာမှမရှိဘူးပေါ့နော်အဲ့ဒီမှာဒီနေရာကိုသွားမယ်ဆိုလို့ရှိရင်ဒီမှာကဘာလောက်ထားလဲဆိုလို့ရှိရင်ဒီမှာ Alexander ကိုရွှေ့ပေးထားမယ်နော်ပြီးလို့ရှိရင်သူလေးကိုလည်း Alexander ရွှေ့ပေးထားမယ် ဒါဆိုရင်တခုရပြီเนาะနောက်ထပ်သွားမယ်နောက်ထပ်နှစ်ကရောက်တော့ຢာဒူຢာဒူကဒီမှာဆိုလို့ရှိရင် obtain to obtain to ဒီမှာကဘာမှမရှိဘူးနောက်ထပ်တခုကရောက်တော့ဌာနဌာနမှာဆိုလို့ရှိရင်အဲ့ဒီမှာ bullet လေးတွေရှိတယ်เนาะဒီမှာဒါလေးကိုနည်းနည်းကျင်းမယ်เนาะ 6လောက်ထားမယ်ကိုရပြီနော်ဒါဆိုလို့ရှင်သူ့နည်းနည်းလေးတက်အောင်လုပ်ဒီမှာဆိုလို့ရှင်ဘူးလက်သွားထည့်မယ်ဘူးလက်ထည့်တဲ့ခါမှာဒီထဲမှာကြည့်မယ်နော်ဒီမှာဒီဟာလေးကိုဆိုလို့ရှင်ရှေ့မှာရှင်းပြခဲ့တယ်နော်โอเคအဲ့မှာအရင်ကစားဝေးနေလို့ညှိလိုက်တာဒါပညာရေးဝန်ကြီးဌာနက င်ညာရေးဝန်ကြီးဌာနโอเคရရပြီမှတ်ထပ်လို့နော်အစင်းကြီးစင်းကြီးပညာရေးဝန်ကြီးဌာနဒါပေါ့နော်မှတ်ချက်မှာတော့ဘာမှမရှိဘူးပေါ့နော်ရပြီကို โอเคဒီမှာဆိုလို့ရှိရင်အကုန်လုံးကို control a လောက်လား control a ရရတော့ select all ပြောရနော်ဒီမှာ paragraph tail ကိုသွားကြည့်မယ် paragraph tail ကိုသွားကြည့်ပြီးတော့ဒီမှာဆိုလို့ရှိရင်0ပေးလိုက်မယ်ဘာဖြစ်လို့0ပေးရလဲဆိုလို့ရှိရင်အရောက်တော့ဒါဟာ line spacing နေလိုက်တာပေါ့နော် line spacing ဆိုတာဘာရောက်တော့ဒီစာတစ်ချောင်းနဲ့တစ်ချောင်းမှာရှိတဲ့အကွာအဝေးပေါ့နော်ဒီ do set မှာရောက်တော့ဒီ paragraph မှာဆိုလို့ရှိရင်အမြဲတမ်းဒီနေရာမှာပေါ့နော် line spacing အမြဲတမ်း 8 pt ဆိုပြီးတော့8လောက်ထိတော့ဟိုချားနေတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ခုနကစာကစာတွေကဆိုလို့ရှိရင်အရင်ကျဲပြီးရခါရောက်တော့မဆန့်မင်းနဲ့ဒီဒီဌာနမှာအစင်းမြင့်ပညာရေးဦးစီးဌာနကအောက်တစ်ချောင်းအောက်စာမျက်နှာထိရောက်သွားတာပေါ့နော်အခုလိုမျိုးဒီ paragraph မှာလာပြီးတော့ line spacing ကိုညှိလိုက်တယ်ဆိုလို့ရှိရင်ဒါကဒီ line ပေါ့နော်တစ်ခုနဲ့တစ်ခုစာချောင်းတစ်ချောင်းနဲ့တစ်ချောင်းရဲ့အကွာအဝေးကရောက်တော့ကျုံသွားတဲ့ပုံစံပေါ့နော်ကျင်းသွားတဲ့ပုံစံပေါ့ အဲ့ဒါဆိုလို့ရှိရင်ကျင်းသွားတဲ့အတွက်ကြောင့်မို့လို့ဒီအောက်ကိုရောက်နေတဲ့ဒီအစိမ့်ပညာရေးဦးစီးဌာနကလည်းပုံတက်လာတယ်။ဒါက Microsoft ရဲ့အဲဘယ်လိုပြောရမလဲအသက်ပေါ့နော်။ကဲထားပါ။နောက်ထပ်တစ်ခုသွားကြမယ်နော်။နောက်ထပ်တစ်ခုဒီမှာရောက်တော့အရင်ကန့်နေတာနည်းနည်းအောက်ကိုချပြီးတယ်။သူ့လည်းကိုးထားပြီးလိုက်။ဒါဆိုရင်ရပြီ။ Okay ။နောက်ထပ်နောက်ဆုံးတစ်ဆင့်ပေါ့နော်နောက်ဆုံးတစ်ဆင့်ကဘာကိုသွားမလဲဆိုလို့ရှိရင်တို့တွေဒီ page number တက်နည်းနဲ့နောက်ပြီးလို့ရှိရင် finding တက်နည်းကိုတွားကြမယ်เนาะအဲ့ဒါကဒီ insert ထဲမှာရှိတယ်ဒီမှာ page number ဆိုတာရှိတယ်ဒီမှာဆိုလို့ရှိရင် bottom of page တချို့တွေကရောက်တော့စာမျက်နှာရဲ့ထိပ်မှာတက်တယ်တချို့ကရောက်တော့စာမျက်နှာရဲ့အောက်မှာတက်တယ်တို့ကအောက်မှာတက်မယ်เนาะဒီမှာဒါလေးရဲ့နောက်ပြီးလို့ရှိရင် plain number 2ဆိုတာဒါလေးယူမယ်เนาะဒါရောက်တော့သူကဟိုစာစာမျက်နှာမဆန့်လို့သူအောက်ကိုဖြစ်သွား အာဒါဆိုလို့ရှိရင်တခုရပြီအဲ့မှာဘာလုပ်မလဲဆိုလို့ရှိရင်ဒီတည့်ရဲ့နောက်မှာကာဆာမချမယ်နဲ့တည့်ရဲ့ရှေ့မှာကာဆာချမယ်ပြီးလို့ရှိရင်အန်တာခောက်လိုက်မယ်နောက်ပြီးရင်အပေါ်မှာပြန်ပြီးတော့ကာဆာတစ်ချက်ချမယ်ဘာလို့လဲဆိုလို့ရှိရင်ဒီအာ finding ရေးမှာမလို့ပေါ့နော်အဲ့မှာ finding ကိုဘယ်လိုတက်မလဲဆိုလို့ရှိရင် ALWS always use uh, icon မနော် ICO and icon ဒီဟာကိုဆိုလို့ရှိရင်လည်း font size ကြီးပြောင်းလို့ရတယ်เนาะဒီမှာကရောက်တော့ဘယ်လိုပြောင်းမလဲဒါလေးပြောင်းပေးမယ်เนาะတတိထာယာမှာကဒီ file number တွေနောက်ဘယ်လိုရှင် page number တွေကဒီမှာရှိတယ်ပေါ့เนาะ size 73ထက်တော့ကျော်ပြီးတော့မထားနိုင်ပြည့်ပြည့်ပြည့်ကြီးနေဖြစ်နေမှာဆိုလို့เนาะဒါဆိုလို့ရှိရင်ဒီမှာ set တက်ဆိုတော့30လောက်30ပေါ့เนาะ6လောက်6ဆိုရင်တော့ဒါတော့ဒါတော့ဆိုအဆင်ပြေရေเนาะအဲ့ဒီမှာစမယ်อืม အနီရောင်လေးသုံးပြီးထားပန်းရောင်ပန်းရောင်သွားရှာမယ် sorry ပါပန်းရောင်လေးသွားရှာမယ်နော်ပြီးလို့ရှိရင်ဒီမှာဖေးကိုကန်လိုက်လို့ရတယ်နော်ပြီးလို့ရှိရင်ဒါလေးပေါ့နော်ဒီတစ်ကိုလေးပဲအဲ့လိုမျိုးပဲပေးလို့ရတယ်နော်ဒါပေမဲ့ဒီမှာမပေးတော့ဘင်းနဲ့ဒီမှာဘိုးပဲတင်ပေးလိုက်မယ်တစ်ကိုလည်းပဲအယောင်ရွေးလို့ရတယ်ပေါ့နော်ဒါပေမဲ့အယောင်မရွေးတော့ဘယ်နဲ့ဒီမှာဘိုးပဲတင်ပေးလိုက်မယ်တိတ္တမြင်ပါလို့โอเค ဒါဆိုလို့ရှင်ဒီမှာဒီဒီထဲကိုထောက်လို့ရှင်ရင်စာရွက်ထဲကိုထောက်ကစားမဝင်တော့အောင်နော်။ဘာလို့လဲဆိုဖူတာထဲမှာဖြစ်နေတဲ့အတွက်ကြောင့်မလို့။အဲ့ဒါဆိုလို့ရှင်ဘယ်လိုထပ်သွားမလဲဆိုလို့ရှင်ဒီမှာရောက်တော့အမ်ဒီထဲကနေထွက်ချင်တာဆိုလို့ရှင်ခါရောက်တော့ escape နဲ့သွားလို့ရတယ်နော်။ escape နဲ့နှိပ်လိုက်ဒါဆိုလို့ရှင်ရပြီ။ဒီ keyboard မှာရှိတဲ့ escape ပေါ့နော်။နောက်ပြီးတော့တခုပြောတင်တာအရတော့ဒီမှာပေါ့နော် page number တက်တယ်ဆိုလို့ရှင်ဒီမှာ1เนาะဒါဆိုလို့ရှင်ဒီမှာကြည့် ဒါမှသူဒါသူ့အတူအော်တိုပြောင်းတာပေါ့နော်အော်တိုအော်တိုသူ့အတူလုံနေပြီဒါဒါပေမဲ့ဒီမှာပါရှိနေလဲဆိုလို့ရှိရင်သူကအရင်ကျဲနေကျဲနေတဲ့အတွက်ကြောင့်မလို့ဒီမှာအောက်ကိုနည်းနည်းလေးဆွဲချပြီးမယ်ကျဲနေတာဆိုတာထက်ပေါ့နော်ဒီ page number နဲ့ file name နဲ့အပေါ်ကိုအရင်ရောက်လုံးအားကြီးနေတာပေါ့နော်အဲ့ဆိုရင်ကြည့်လို့မလားကြည့်လို့မလားတဲ့အတွက်ကြောင့်မလို့ပြန်ဆွဲပြီးတာအဲ့ဒါကရောက်တော့ ဘယ်လိုမျိုးပြန်ပြီးတော့ကျင်းပေးရမလဲဆိုတာပြောပြမယ်။အဲ့ဒါပြောပြရင်ကရတော့ဒီမှာဒီနေရာပေါ့နော်ကိုဒီ page number ရိုက်ထားတဲ့နေရာလေးမှာကိုကလက်ညှိုးလေးနဲ့နှစ်ချက်ဆက်တိုက်တောက်ဒါဆိုလို့ရှင်ရရနော်အဲ့ဒီမှာမှဒီမှာကြည့်ပေးရမှာခဲရောင်ရှိမယ်နောက်ပြီးလို့ရှင်ဒီမှာ white color လေးရှိမယ်အဲ့ဒီထဲမှာဒီမှာညားလေးပေါ်အောင်လုပ်မယ်ညားလေးကိုယူမယ်ညားလေးကိုယူပြီးတော့ဒီမှာကြည့်အဲဒီလိုလေးဖိပြီးဆွဲလို့ရှင်ရရနော် အပေါ်အောက်ဆွဲပေါ့နော်ဒါလောက်ဆိုရင်ရပါပြီ Okay ဒါဆိုလို့ရှိရင်ချုပ်ပြီးကြည့်မယ်နော်ဒါရဲဒါရဲ Okay ဒစိတ်ကောင်တွေ့ကြမယ်နော်ဒစိတ်ကောင်တွေ့သွားကြည့်ဒစိတ်ကောင်မယ်ဒီစိတ်ကောင်ရိုက်တာရတော့ဒီမှာ insert ထဲမှာရှိတဲ့ shape ဆိုတာရှိတယ်။အဲ့ဒီထဲမှာကိုကြိုက်နေတဲ့ပုံရွေးရတယ်နော်။ဒီမှာကြည့်ဒီလိုလေးဆွဲလိုက်မယ်။ ဒါဆိုလို့ရှိရင်ကလာမဝင်အောင်လုပ်မယ်ဆိုရင်ဒီမှာ ABC ဆိုတာလေးရှိမယ်အဲ့ဒီမှာမစာရိုက်လို့ရမယ်နော်အဲ့ဒီမှာ the state ကပေါ့နော်ဒီဟာလေးတွေသုံးတာရောက်တော့အာနောက်ထပ်ဗီဒီယိုတစ်ခုမှာအာပြောပြပေးမယ်နောက်ပြီးတဲ့ခါရောက်တော့အာ shape view မှာလည်းပြောပြပေးခဲ့ရရှိရနော်ဒါ the state ကโอเคဒါကရောက်တော့ဒီဒီ တစိပြပြပေါ့နော်သူ့လည်းအတိုင်းမင်းတော့ဒီထဲမှကြည့်မယ်ဒီ paragraph ထဲမှာမှာ shift ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူကဒီဆက်လုံးသေးတာတောင်မှမဆန့်ပဲဖြစ်နေတဲ့ပုံစံဖြစ်နေနော်ဒါဆိုလို့ရှိရင်ရပါဒီမှာဒါလေးကိုဒီလိုရွှေ့လို့ Okay ဒါဆိုလို့ရှိရင် ဒါဒီတစိကောင်းနည်းနည်းလေးပေါ်လေးတူထားမယ်ဒါတစိကောင်းတက်တဲ့နေရာလေးပေါ့နော်ဒီဟာလေးနဲ့ရှင်းကြည့်မယ်နော်ဒါဆိုလို့ရှင်ဒီအခုဒီ share အခု sharing လုပ်ပြခြင်းနဲ့ပေါ့နော် Microsoft Word မှာမတိမဖြစ်တည်ရမယ် icon လေးတွေရဲ့နောက်ရက်ခံရတော့မတိမဖြစ်လည်း သိရမယ်။နောက်ပြီးလို့ရှိရင်အတုံးပြရတာလည်းလွယ်ကူတယ်။အတုံးလည်းဝင်နေပေါ့နော်။အဲဒီအဲ့ဒီရဲ့ icon လေးတွေအကြောင်းကို sharing လုပ်ပေးခဲ့တာပါ။ preview ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုရီးယားထုံးစံအတိုင်းပဲ control ရဲ့ဒီမှာထားမယ် control ရဲ့ p ရဲ့သွားနေမယ်။ဒီမှာဒါပေါ့နော်။ဒီဟာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်အလုံးပြီးသွားပြီဒီမှာဆိုလို့ရှိရင်ဘာတွေပြောပြခဲ့လဲဆိုရင် ် identity အကြောင်းပြောပြခဲ့တယ်နောက်ပြီး underline ရဲ့ bold တင်တာတွေရဲ့နောက်ပြီးလို့ရှိရင်အ alignment ပေါ့နော် align လုပ်တဲ့ဟာလည်းပြောပြခဲ့တယ်ဒီမှာဆိုလို့ရှိရင် ကလာ emoji လေးတွေအကြောင်းပြပြခဲ့တယ်ဘူးလက်ထဲတဲ့ဟာလေးတွေပြပြခဲ့တယ်နောက်ပြီးတော့ table ဘယ်လိုလုပ်ရမလဲပြပြခဲ့တယ်နောက်ထပ်တစ်ခုကရောက်တော့ဒီမှာမပါလုပ်ခဲ့လို့ဆိုလို့ရှိရင်ဒီဘူးလက်ရဲ့ကလာလေးတွေကိုပြပြခဲ့တယ်နောက်ပြီးလို့ရှိရင်ကရောက်တော့ page number တက်တာရဲ့နောက်ပြီးရင်ဒီမှာရှိတဲ့ဗာလဲအာ finding တက်တာရဲ့ဒီမှာအာ shape ထဲကနေမှုပြီးတော့ဒီ test box နဲ့ဆိုင်ရိုက်တဲ့ပုံစံပေါ့နော်ဒါလေးကိုလည်းရှင်းပြခဲ့တယ် ဒီဟာလေးတွေကိုဆိုလို့ရှိရင် ကျွမ်းကျင်ကျင်အသုံးပြုတတ်မယ်ဆိုလို့ရှိရင်တရားတာကတော့အမ်စာတဆောင်ရိုက်ဖို့အတွက်ကိုမှတင့်တော်တဲ့အရေးချင်းရှိတယ်လို့ပြောလို့ရရနော် ဒီနေ့ sharing လုပ်ခြင်းနဲ့ sharing လုပ်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြတဲ့တငယ်ချင်းတွေအားလုံးကိုဆိုလို့ရှိရင်ကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ပြီးတော့ဒီဗီဒီယိုလေးကအာတငယ်ချင်းတို့အတွက်အသုံးဝင်မယ်ဆိုလို့ရှိရင်အာအသုံးဝင်နေဆိုလို့ရှိရင်ဒီ channel လေးကိုဆိုလို့ရှိရင် like နဲ့ subscribe ပြီးလုပ်ခဲ့ပေးပါအောင်လို့တောင်းဆိုချင်ပါတယ် အာဒီနေ့ sharing လုပ်ပေးတာတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်